တထဲသမီးဆိုပေမဲ့မမနာမရှိပဲစိတ်တော်ရကောင်းကရုပ်ရည်ချောမလှပလို့လူပြောများနေရင်ဦးစောစောရဲ့သမီးလေးမအိမ်မှုသောပရိသတ်များအလုံးမင်္ဂလာပါရှင့်အေဂရစ်တန်ဟရီကနေပြန်လေးကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံမှာအချမ်းသာဆုံးထိတ်တန်းတထေးကြီးရဲ့သမီးဖြစ်ပေမဲ့မမနာမရှိပဲစိတ်ထားကောင်းကရုပ်ရည်ချောမလှပလို့လူပြောများနေရကတော့မအိမ်မှုသောပါ မဲအီမူဇော်ကမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးတထေးကြီးဦးစော်စော်ရဲ့တမီးအရင်ဖြစ်တယ်လို့ရုပ်ရည်ကစူပါမော်ဒယ်တယောက်လို့ထိတ်တန်းမင်းသမီးတယောက်လို့ချော်မော်လာပါနေလို့လူပြောများနေရဖြစ်ပါတယ်။ဒါအပြင်မဲအီမူဇော်ဟာရုပ်ရည်ချော်မော်လာပါယုံတင်မကပါဘူး။တထေးသမီးဆိုတဲ့မမာနအကုန်မမောက်ပဲစိတ်ထားဖြူစင်ရိုးသားပြီးတော့ပရိုက်တာအလုပ်တွေမှာစွန်းစွန်းတမန်နဲ့ဆောင်ရွက်နေရပါဘူး။ ဒါကြောင့်လေပရိသတ်တွေကတော့ရုပ်ရည်ချောမောလှပတယ်လို့စိတ်ထားလေးလေးကောင်းတဲ့တထေးကြီးဦးစောစောရဲ့သမီးလေးမဲ့အိမ်မှုစောကိုတကယ့်ကိုသဘောကျပြီးတော့ချစ်ခင်အားပေးနေကြတာဖြစ်ပါတယ်။အထူးသဖြင့်တော့မဲ့အိမ်မှုစောဟာအိုစဘောရုပ်ချောပတ်စံရှိပြီးစိတ်ထားကောင်းတယ်လို့လည်းပြည့်ပြည့်စုံတဲ့သူလေးအဖြစ်ချီးကျူးနေကြတာဖြစ်ပါတယ်။အလုံးဒီကြတဲ့အတိုင်းအခုခေတ်မှာချမ်းသာကြွယ်ဝတဲ့ခရိုနီတထေးသမီးတွေအများစုဟောင်းမိဘရဲ့ချမ်းသာကြွယ်ဝမှုနဲ့အတူမမှန်နထောင်လွှားတတ်ကြပါရဲ့ တတိယသမီးတွေဟာမိဘချမ်းသာကြွားမှုကိုအသုံးချပြီးတော့တုံဖြုံလာရင်မမနာထောင်လာတာတွေရှိတတ်ပါတယ်။ဒါပေမဲ့တတိယကြီးဥစောစောရဲ့သမီးလေးမဲ့အိမ်မှုစောကတော့တတိယသမီးဆိုတဲ့ဂုံမမနာမရှိပဲဖခင်တတိယကြီးဥစောစောရဲ့အစည်းအဝေးလုပ်ငန်းတွေကိုဦးစီးလုပ်ကင်နေတာဖြစ်ပါတယ်။ ဒါအပြင်မဲ့အိမ်မှုဆောင်ဟာဖခင်တထင်းစီဦးစောစောရဲ့ Pride Foundation လုပ်ငန်းတွေကိုဦးစီးလှုပ်ကိုင်းနေရဖြစ်ပါတယ်။ပြီးခဲ့တဲ့2021ကိုဗစ်ကာလမှာတထင်းစီဦးစောစောရဲ့တမီလီမဲ့အိမ်မှုဆောင်ဟာဦးစီးပြီးတော့ပြည်သူတွေအတွက် Pride လုပ်ငန်းတွေ၊ကယ်ဆယ်ရေးလုပ်ငန်းတွေကိုဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒါအပြစ်ပြေးခဲ့တဲ့ငလင်ဘေးကာလမှာလည်းတထေးစီဥစစော်ရဲ့သမီးလေးကအကောင်ဆုံးပရိုက်တာလုပ်ငန်းတွေကိုလုပ်ကင်နေခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းလူတွေကတော့ရုပ်ကလေးလေးလားသလိုစိတ်ထားလေးကလည်းလှတယ်။တထေးစီဥစစော်ရဲ့သမီးလေးမအိမ်မှုစော်ကိုလေးစားချီးကျူးနေရတာဖြစ်ပါတယ်။ဒါကလည်းတထေးစီဥစစော်ရဲ့အဆုံးအမတွင်တင်မှုကောင်းလို့လို့ဆိုရမှာပါ။ ဦးစုံစောမှာတော့သားလေးရဲမှန်စောနဲ့တမီလေးအိမ်မူးစောဆိုပြီးတော့သားတမီးနှစ်ယောက်ရှိပါတယ်။နှစ်ယောက်စလုံးဟာလိမ္မာရေးချရှိပြီးဖခင်ကြီးရဲ့အစည်းအဝေးလုပ်ငန်းတွေကိုကူညီနေရလဲဖြစ်ပါတယ်။ဒါကလည်းဦးစုံစောရဲ့စိတ်ထားကြောင့်လို့ဆိုရမှာပါ။တထေးကြီးဦးစုံစောဟာထိတ်တန်းတထေးကြီးဆိုပေမဲ့စီးစိမ်ချမ်းသာရှင်မှုနေတာမျိုးမဟုတ်ပဲပရိုက်တာလုပ်ငန်းတွေနဲ့ပြည်သူတွေကိုကူညီနေတာဖြစ်ပါတယ်။အထူးသဖြင့်တော့ဦးစုံစောဟာပရိုက်တာဖောင်ဒေးရှင်းလုပ်ငန်းတွေနဲ့မြန်မာပြည်ကအကူအညီလိုအပ်နေတဲ့သူတွေကိုကူညီကသူ့ရဲ့ချမ်းသာကြွယ်ဝ မှုတွေကိုအသုံးချနေရဖြစ်ပါတယ်။ဒါကလည်းဥစ္စောကတထေးဘဝကိုအလွယ်တကူရလာခဲ့တာမဟုတ်ဘဲအောက်ခြေဘဝကနေစူးစမ်းရုံးကရင်နဲ့ချမ်းသာတဲ့ဘဝကိုတည်ဆောက်နိုင်ခဲ့ရကြောင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာချမ်းသာကြွယ်ဝတဲ့တထေးကြီးတွေအားလုံးတည်းမှာဦးစောစောကစိတ်ထားအကောင်းဆုံးလို့တောင်ဆိုနိုင်ပါတယ်ဒီလိုမျိုးတထေးကြီးဦးစောစောကအခုခါမှာရိုးရင်ချောမောလှပပြီးတော့စိတ်ထားကောင်းတဲ့သမီးလေးကိုပိုင်ဆိုင်ထားတာကြောင့်လည်းရောက်ခမတော်တာခံကျင်နေရပါပြီဒီဗီဒီယိုကိုကြည့်ရှုနေရတဲ့ပရိသတ်တွေအနေနဲ့စူပါမော်ဒယ်တယောက်အလားရိုးရင်ချောမောလှပနေတဲ့တထေးကြီးဦးစောစောရဲ့သမီးလေးမဲ့အိမ်မှုစောကိုသဘောကျနဲ့တတ်ကြရလားဆိုတာပြောသွားခဲ့ပါအောင်ရှင်နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ ကျွန်မတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်